နောဤဤတင်ပေါ်အချိန်တော်တော်ကြာပြီးနောက်ကမ္ဘာလောကထဲမှာလူတွေအများကြီးနေထိုင်ခဲ့တယ်။သူတို့အားလုံးကအာရနဲ့အင်းဝါရဲ့မျိုးဆက်တွေပဲဖြစ်ပါတယ်။လူတွေကစိုးတာတွေလုပ်ကြတယ်။ဘုရားသခင်ကကြီးမားတဲ့အပြစ်ဒဏ်ကိုပေးတယ်။ဒါကတော့ရေလက်မိုးခြင်းဖြစ်တယ်။ အာရန်နဲ့အင်းဝါကအေဒင်ဥယင်ကနေနှင်ထောက်ခံရပြီးနောက်မှာလူတွေအများကြီးမွေးဖွားလာတယ်။လူတွေကစိုးသွမ်းတဲ့အရာတွေကိုလောက်ပြီးအသက်ရှင်ကြတယ်။သူတို့တွေထဲမှာနောအီလို့ခေါ်တဲ့သူကကောက်ကမုံမုံရှင်တန်တယ်။အိမ်ကြီးချင်းတွေကိုမြစ်တာထားပြီးဖျားသခင်ကိုလည်းချစ်တယ်။ တရမဘုရားသခင်က နောဤကိုပြောခဲ့တယ်။မင်းကအကြီးဆုံးတင်မောကိုတိဆောက်ပါ။စတိုခန်းပုံစံတင်မောပဲဖြစ်ပါတယ်။နောဤကဘုရားသခင်ပြောတဲ့အတိုင်းတင်မောကိုစပြီးတော့တိဆောက်တယ်။လူတွေကကဲ့ရဲ့ကြတယ်။နောဤယူနေပြီ။တောင်ထိပ်ပေါ်မှာတင်မောဆောက်နေတယ်။ နော်အီနဲ့သူ့ရဲ့မိသားစုတွေကအယူတွေပဲနော်အီနဲ့သူ့ရဲ့မိသားစုကသူတို့ပြောတာကိုနားမထားပဲစ조사ပြီးတင်မော့ကိုတိဆောက်ခဲ့တယ်။ရဲအတော်ကြာပြီးတဲ့နောက်မှာတင်မော့ဆောက်တာပြီးဆုံးသွားခဲ့ပါတယ်။ဖယားစခင်ကပြောတယ်။မင်းရဲ့မိသားစုနဲ့တရိတ်ဆန်တွေကိုခေါ်ပြီးတင်မော့ရဲ့ဝင်တော့ကောင်းတဲ့တရိတ်ဆန်တွေကိုအထည်အမှခုနဆောင်စီ ပြီးတော့အခြားတရိတ်ဆန်တွေအစုံလိုက်တဲ့ခြေလေးဆောင်တက်တက်ပါတယ်ခုံဆော့ခုံဆော့ပြေးနေတဲ့ကောင်လေးတွေအပြေးမြန်တဲ့ကောင်လေးတွေကိုတင်မောရဲတွင်လိုက်ပါတယ်မိုးစာပြီးရွာလာတယ်ရွာပြီးရွာ အိမ်တွင်တောင်အမြင့်တွေအားလုံးရေထဲမြုပ်ပြီးတခုမှမမြင်ရတော့ပါဘူးနောက်ဆုံးမှာမိုးတိတ်သွားပါပြီ ဒီကဘာလုံးက ရေပြည့်ချမ်းပြီးဘာမှမတွေ့ရတော့ပါဘူး။ဒါပေမဲ့တင်မောထဲမှာရှိတဲ့နော်ဤနဲ့သူ့ရဲ့မိသားစုကတော့လုံလုံချုံချုံရှိတာပေါ့။တရက်ကျတော့နော်ဤကကြီးကန်းတကောင်ကိုလှုပ်လိုက်တယ်။ရေတွေပြန်ကျောက်သွားပြီလားမကြသေးဘူးလားသိချင်လို့ဖြစ်ပါတယ်။ဒါပေမဲ့ကြီးကန်းကပြန်မလာခဲ့ပါဘူး။တပတ်ကြာပြီးနောက်နော်ဤကဂျိုးငက်ကိုထက်လွတ်လိုက်တယ် ဂျိုးငတ်ကတန်လွေခတ်ကိုကိုက်ပြီးပြန်လာတယ်။နောဤကဝမ်းမြောက်သွားတယ်။တန်လွေခတ်ထွက်ပြီးဆိုတော့မြေကြီးခြောက်ပြီးဆိုတာသိကြနေပါပြီ။နောဤနဲ့သူ့မိသားစုကတင်မောရဲကနေထွက်လာတယ်။တရေဆန်နေအားလုံးလည်းထွက်လာကြတယ်။နိုင်ကဖရာသခင်ကိုကျေးဇူးတင်ဝိပုကိုကိုယ်တယ် ကောင်းကင်မှာခုနှစ်ဆင့်တက်တက်ကိုဘုရားသခင်ကပြပေးတယ်။နောက်တစ်ခါရေနဲ့ကဘာကြီးကိုမလွှမ်းမိုးတော့ဘူးဆိုတော့ဂရီပေးတဲ့တင်ကိတာပဲဖြစ်ပါတယ်။နိုယီကိုပေးတဲ့ဂတိတော်တတ်တန်ဖိယသခင်က ရေလက်မိုးချင်းအဖြစ်အပြစ်တံပေးတယ်ကဲတင်ခဲ့တဲ့နိုယီကိုတတ်တန်ပြခဲ့တယ် ဒီတရန်ကနောက်ကို ရေလွတ်မှုအချက်အပြစ်တကိုထပ်ပြီးမပေးတော့ဘူးဆိုတာကိုပြောတဲ့ဂရီတော်ပဲဖြစ်ပါတယ်တတန်ကမိုးရပြီးနောက်ပေါ်ထွက်လာတယ်ကျွန်တော်တို့ကခုနှစ်ယောက်စင်တတန်ကိုလိုအပ်တယ်နေတိုင်းကျွန်တော်တို့နဲ့အတူရှိမဲ့တတန်ကိုလိုအပ်ပါတယ်အဲ့ဒါကကျွန်တော်တို့ကိုကယ်တင်ဖို့လာတဲ့ယေရှုခရစ်တော်ပဲဖြစ်ပါတယ်